အားလုံးပဲမင်္ဂလာပါမယ်နေယူချင်းတွေကလည်းအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့နောက်ဆုံးသတင်းလေးရှိပါတယ် Regiment Wild လဲဆိုရင် Lamine Neuer ဒီကာလာတို့ဒီမှာ series ရဲ့ကလဲတွေကိုပြောင်းရွှေ့နိုင်ရရှိတယ်ဆိုပြီးတော့ Fabrizio Romano ကလည်းကျွန်တော်တို့ပို့လောက်ထားတယ်ပြီးလို့ချင်း Garnacho နဲ့ပတ်သက်ပြီးတော့နောက်ဆုံးထုတ်ပေါ်လာတဲ့အပြောင်းရွှေ့သတင်းလေးရှိပါတယ်ဆိုတော့ဒီသတင်းတစ်ပုဒ်ကိုဆွေးနွေးကြရအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကလည်းခုတလောဗီဒီယိုတင်ဆက်တဲ့နေရာမှာဗီဒီယိုရိုက်တဲ့အချိန်မှာ အင်ဂျီတွေဘာတွေမပါဘဲနဲ့ဒီတိုင်းရိုက်နေသလိုဖြစ်နေပြီးပူရီစာသမားတို့ရဲ့တအားကိုပူတယ်အခုမင်းကလည်းပြည့်နေတဲ့အတွက်လိုမလူကနေလို့မရဘူးအင်ဂျီတော့မကက်ဘူးဒါကြောင့်အင်ဂျီမပါဘဲနဲ့ဗီဒီယိုတင်ရတာပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီနောက်ဆုံးရအချိန်ကိုဆွေးနွေးကြအောင်ပထမဦးစုကျွန်တော်တို့ဒီဖာဘိုဇိုမနိုကနေပို့လို့လာတာပေါ့ဗျာရက်ရှမဲဝိုင်နဲ့ပတ်သက်ပြီးတော့ဂျူဗင်တန်နဲ့နာပိုလီအသင်းတို့ကဆိုရင်ရက်ရှမဲဝိုင်လဲကိုခေါ်ယူဖို့တဲ့စုံစမ်းမေးမြန်းမှုတွေရှိနေတယ်လို့အင်တာမီလန်အသင်းကလည်းရက်ရှမဲဝိုင်လဲကို ဟိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုပြီးတော့ဖာဘိုဇိုရိုမနိုကရပိုလိုရတဲ့နောက်ဆုံးထွက်ပေါ်လာတဲ့အနေအထားမှာဆိုရင်ဂျူဗင်နဲနဲ့နာပိုလီပြီးလို့ချင်းအင်တာမီလန်ကတတိယခေါ်ယူဖို့အတွက်စိတ်ဝင်စားလာတဲ့အတိတ်တိတ်ဖြစ်တယ်ပေါ့ဗျာဆိုတော့မန်ချက်စတာနဲ့အတင်းကိုအက်တလန်တေကနဲ့ရရှိမဲဝိုင်လဲကပြောင်းရွှေ့လာတဲ့အခုဆိုရင်နေရာဒီရှိနေပြီပထမရာသီမှာအချင်းရဲ့တိုင်းတာတခုကောင်းတယ်အတင်းဘက်ကရောပရိသတ်တွေကရောဒီကစားသမားကိုတိုက်စစ်ပိုင်းမှာအများကြီးမျောလင်းထားခဲ့တာ သို့တော်ညာလဲပထမရာသီမှာအချိန်လေးကောင်းတဲ့အောင်ရှိခဲ့သည်ဆိုပေမဲ့လို့ဒုတိယရာသီမှာတိုင်ပဲနေတာအကုန်လုံးတိကျတဲ့အတိုင်းဖြစ်တယ်။ဆိုတော့ဒီကစားသမားကိုကျွန်တော်တို့ယူနေတဲ့အင်္ဂါခေါ်ယူတဲ့အနေအထားတစ်ခုမှဆိုရင်ပြောင်းကျွေစေပေါင်လျှောက်စေလေးတဲ့ကျွန်တော်တို့ခေါ်ယူခဲ့တဲ့အပူစုချင်းရှစ်သဲမှာကျွန်တော်ပါခဲ့တယ်။2023ကယူနေတဲ့အင်္ဂါကိုရောက်တဲ့အခုဆိုရင်နှစ်နှစ်ရှိနေပြီ။အတင်းအတွက်မျောလင်းတလို့ဖြစ်မလာတဲ့ regiment ဝိုင်လန်ကအစိုးဆုံးကဒီရာသီပို့ပြီးတော့ဆိုးရတယ်။ပထမရာသီမှာနည်းနည်းလေးကောင်းနေဆိုပေမဲ့လို့ တရားဒီကကျွန်တော်ပြောမပါတဲ့လောက်ရရှိမဟိုင်းနဲ့ကအာနိမှုရှိတယ်။ဒါကြောင့်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့မန်ချက်စတာနဲ့အသင်းတာဝန်ရှိသူတွေကရောင်းချဖို့အတွက်ပြင်မဲ့ထားလာတာအယောင်စင်းတွေမှာပြင်သွင်းလာတာဆိုတော့ပထမဆုံးညီကတို့အနေနဲ့ဘလူးတင်မချက်ရှိလေရရှိမဟိုင်းလဲကိုယူနိုက်တက်အသင်းကရောင်းချဖို့အမေကယ်ဆုံးဖြစ်မလားတကယ်ရောရောက်ချသင့်လားကျွန်တော်ပါစလီတရားအမြင်ပြောလို့ချင်းဒီကစားသမားကိုရောင်းရှာတဲ့နေ အခုကျွန်တော်ပြင်ပထားနေတဲ့ကစားသမားတွေမှာဆိုရင်ဘူပါရတဲ့အသင်းကစားသမားဖြစ်တဲ့မတိရဲ့ကိုညာအစ်စီအသင်းကစားသမားဖြစ်တဲ့ကျွန်တော်ဒီလေးပေါ့ဗျာဒီကစားသမားနှစ်ယောက်ရှိတယ်တကယ်လို့ဒီကစားသမားနှစ်ယောက်လာမယ်ဆိုရင်နှစ်ယောက်မဟုတ်ရင်တယောက်ကတော့ယူမီနာရဲ့အသင်းကိုရောက်ဖို့ဘက်ကိုရှင်းနေတယ်ဆိုတော့တကယ်လို့ကိုညာဖြစ်ဖြစ်ဒီလေးဖြစ်ဖြစ်ရောက်ခဲ့လို့ရှိရင်ဒီကစားသမားကိုကျွန်တော်ရောက်ရှာမလိုက်ဘာဖြစ်လို့လဲဆိုတော့ယူနေတဲ့အသင်းမှာဆင်မပြေတဲ့ကစားသမားကိုကျွန်တော်ထားလို့မရပါဘူး တဖက်ကလည်း United Team ကိုရောက်လာတဲ့ကစားသမားတွေကအမဲတိုင်းပြောလို့ရှိရင်200သိတခါ100သိတခါအဲ့လိုမျိုးပြန်ပြီးတော့ရောင်းချနေရတဲ့အတွက်ဒါကအဆင်တော့မပြေဘူးဒါပေမဲ့လို့အသင်းမှာလုံးဝအဆင်မပြေတော့တဲ့ကစားသမားတွေကိုမဖြစ်မနေကိုကျွန်တော်ကလွတ်လွတ်ရမှာအခုဆိုရင်ချန်ပီယံလေးလေးမဝင်တဲ့အတွက်လာမယ့်နေရာတည်ကျွန်တော်အသုံးစရိတ်ကအဲ့လိုကြီးရမှာမဟုတ်ဘူးကိုအသင်းကကစားသမားတွေဥပမာအပြင်ဈေးကြီးပေးနေရတဲ့ကစားသမားတွေကိုကျွန်တော်မဖြစ်မနေကိုရောက်ရှာသိနေတယ် ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ညီကတို့ဘယ်လိုထင်မြင်ကြလဲတကယ်ပဲ United အသင်းကနေလာမယ့်နေရာဒီမှာဆိုရင်ထွက်ခွာနိုင်ချေရှိမလားဆိုတာညီကတို့ဆွေးနွေးပေးကြပါအောင်နောက်တဲ့တတိယဘောကဂါနာဆွန်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးအနေအထားတစ်ခုပေါ့ဗျာအခုတော်တော်မှဆိုရင်ဂါနာဆွန်ရဲ့တတိယကတကယ်ကို လုတ်ခဲမှုတွေရှိတယ် PK တဲ့ကြောင့်တော့အော် Europa League Final မှာ United အသင်းရဲ့ဦးစားပေးအဖြစ်မကစားခဲ့တဲ့ဂါနာရောကဒေါသလေးထွက်နေတယ်လို့ဝေဖန်မှုလည်းရှိတယ်ဒီကစားသမားဖြစ်သူကအသင်းကနေထွက်ခွာဖို့အားခဲနေတယ် ဆိုတော့ဂါနာရှင်နဲ့ပတ်သက်ပြီးတော့ပြောလို့ရှိရင် Telegram ကနေကျွန်တော်တို့ report လုပ်လာတဲ့အနေအထားတစ်ခုပေါ့ဗျာဂါနာရှင်အနေနဲ့ပေါ့ဗျာ United အသင်းကနေဒီနွေရာသီမှာထွက်ခွာနိုင်တဲ့ရှိတယ်ကစားသမားဖြစ်သူကို United အသင်းကပေါင်သန်း60ရလို့ချင်းဘေးအသင်းကမဆိုကဲလဲမှုရှိခဲ့မယ်ဆိုရင်ရောင်းရှားဖို့တန်းစဉ်းစားနေတယ်ဆိုပြီးတော့ Telegram ကနေ report လုပ်လာတယ်ဒီကစားသမားဖြစ်သူကိုပြီးခဲ့တဲ့ရာသီကရောင်းချဖို့အတွက်ဦးစားပေးဖြစ်ခဲ့တာဒါပေမဲ့တခြားသောအသင်းတွေက ခေါ်ယူနေတာတခုမှ အဆင်မပြေမှုတွေရှိသေးတာပေါ့ဗျာဒီကြားထဲမှာအဲ့ဒီအထင်းမှာဆိုရင်နာပိုလီတို့ချဲစီတို့ကစင်ဝင်စားခဲ့တယ်အခုလေးပဲယူနိုက်တက်အသင်းကစားသမားဖြစ်တဲ့ကာနာရှိုကိုခေါ်ယူဖို့အတွက်နာပိုလီကပြင်ပြီးတော့နောက်တစ်ခေါက်ကျူပန်ဖို့အခွင့်အရေးရလာတာပေါ့ဗျာချဲစီအသင်းဘက်ကတော့စင်ဝင်စားနေတာတခုပဲရှိတယ်တကယ်ကဲလဲမြို့မမလုပ်ခဲ့ဘူးနာပိုလီအသင်းကတော့ပြီးခဲ့တဲ့ရာသီမှာလည်းအမှန်ကကျူပန်ခဲ့တယ်အခုဒီရာသီမှာလည်းပြင်ပြီးတော့ကျူပန်မှုနေရှိနေတယ်ဆိုပြီးတော့ Telegram ကနေကျွန်တော်တို့ပို့လို့လာတယ်ဆိုတော့ တကယ်ဒီကစားသမားအနေနဲ့ယူနိုက်တက်သင်ကထုတ်ကော်ဖို့အင်မတန်ကိုလားလာရှိတယ်။ကျွန်တော်အတိမှာလည်းဒီလူငယ်ကစားသမားလေးတွေကိုပဲအားကိုးအားတပြုနေရတာအခုကာနာရှင်အနေနဲ့ယူပါလိုက်ဖိုင်နေမှာဆိုရင်စပါးနဲ့ကစားခဲ့တဲ့နေသားတစ်ခုမှပထမပိုင်းမှာသူပွေတော့ခင်မရဘူး။ဒုတိယပိုင်းမှာပဲမိနစ်၁၀လောက်ပွေတော့ခင်ရတယ်။ဒီလိုနေသားတစ်ခုကိုအမ်မွဲကိုသူကမကြင်မနဲ့ဖြစ်နေတာ။ဒါကလည်းမယ်တယ်ဗျာအမှန်တည်းပြောလို့ရှိရင်အဲ့ဒီပွေးစီမှာဆိုရင်ကျွန်တော်တို့ကာနာရှင်တို့ ဘရူနိုဖာနေတဲ့တို့ကိုနေမဲ့တဲတို့မှာတွေးကစားခိုက်သိနေပထမပိုင်းအနေထားတို့ကမှဘော်ဖလိုရီဆိုတော့မေဆန်မော်တို့ကကျွန်တော်ကယုံကြည်စိတ်ချလို့ရတဲ့ပလေယာတွေမဟုတ်ဘူးအခုဆိုရင်ဂါနာရွှေရဲ့အပြောင်းအရွှေ့ကပြန်ပြီးတော့လုတ်ခဲလာတဲ့တခုတော့ရှိတာပေါ့ဗျာကျွန်တော်မေဆန်နေတဲ့အသိနေတဲ့တကယ်လို့ဂါနာရွှေတို့ Regiment Wildland တို့တခြားသောကစားသမားတွေကိုရောင်းရှားနေပြဿနာမဟုတ်ဘူးသူတို့တရားမှာအဓိကအသင်းသုံးလို့ရတဲ့ပလေယာကျွန်တော်တို့ကလိုတယ်။ဟောဆိုဒီယာတီကပြီးတော့ခဲ့ပြီ နောက်ရသည်မှာကျွန်တော်တို့အတင်းကချန်ပီယံလိမဝင်တဲ့အတွက်လိုအပ်တဲ့ investment အပြောင်းအချွေ budget တွေကျွန်တော်တို့လိုတလောက်ထုတ်သွင်းလို့ရမှာမဟုတ်ဘူးကိုအတင်းကကစားသမားတွေကိုမဖြစ်မနေကိုကျွန်တော်တို့အမှန်ကန်ရောက်ရှာနိုင်ဖို့လိုတယ်ဒီထဲမှာဆိုရင်ဆေးရောက်လို့ရှိတယ်ဗျာနောက်ထဲမှာဆိုရင်လည်း junior ဘယ်တော့ဆိုရင်အတင်းနဲ့တက်တက်တော့မဟုတ်တော့ဘူးဒီကစားသမားတွေကပြီးလို့ချင်းကျွန်တော်တို့ဗီတာလီနေလို့တော့ကွင်းလီမှာဆိုရင်ကက်စမီရိုတို့လည်းထွက်ခေါ်နိုင်ရှိတယ်တိုက်စီမှာဆိုရင်ရက်ရှမဲခွိုင်လည်းတော့ပေါ့ဗျာဆိုတော့ ကျွန်တော်တို့အတင်းကအငားရှားတဲ့ကစားသမားတွေကိုလည်းမဖြစ်မနေရောင်းချဖို့ဥတည်ပြီးတော့ကျွန်တော်စဉ်းစားရမှာအခုဆိုရင်ချက်စီအတင်းမှာအငားကစားနေတဲ့ဂျီဒန်ဆယ်ဆိုကလည်းအဲ့ဒီချက်စီအတင်းဘက်ကရောချင်း၅တန်းလောက်ပြလို့ရှိရင်ယူနိုက်တက်အတင်းကိုပြန်လာဖို့ရှိတယ်တစ်ဖက်မှာလည်းဟိုမာကတ်တက်ဘုတ်ကိုအက်စတန်ဘီလာကပီးတဲ့တွေပါတယ်မပါတဲ့အတွက်နေ့တဲ့အတင်းကိုပြန်ပြီးတော့ရောက်ရှိလာဖို့ရှိနေတယ်ပြလို့ရှိရင်အန်တိုနီဆန်တို့မာလာစီယာဆိုတော့ဒီကစားသမားတွေအကုန်လုံးကိုကျွန်တော်တို့အတင်းကအမှန်ကန်စုံရောင်းရှားနိုင်ကြလို့ရှိရင် ပြင်မထနေတဲ့ကစားသမားတွေကျွန်တော်ရောက်ဖို့အနေထားတစ်ခုကျွန်တော်တွေ့နေရတယ်။အခုလေးပဲကာနာရှိုရဲ့ပြောင်းရွှေ့ကတန်းလျှောက်စီဆိုရင်တော့ယူနိုက်တက်အသင်းဘက်ကလွယ်လွယ်ပလိုက်တခုတော့ရှိတာပေါ့ဗျာ။နာပိုလီနဲ့ရှက်စီအသင်းဆိုရင်ကျွန်တော်ကနာပိုလီအသင်းကိုပဲပြောင်းရွှေ့စီရှင်နေ။ရှက်စီအသင်းကိုတော့ကျွန်တော်မပြောင်းရွှေ့ချင်ဘူး။အပေါ်တိုင်းပူပူလေးလေးပြောလို့ချင်းကိုတင်းတိုင်ဖဲအသင်းဖြစ်တဲ့ရှက်စီအသင်းကိုကာနာရှိုမရောက်စီရှင်ဘူး။ဟုတ်တယ်မလား။ ဒါကြောင့်ဒီကစားသမားဖြစ်သူကိုနာပိုလီအသင်းကအမှန်ကယ်စိတ်ဝင်စားမှုရှိနေတယ်ကဲလန်မူလေပြုလုပ်ထားခဲ့တယ်ပြီးခဲ့တဲ့ရာသီကအခုလေနောက်ထပ်တစ်ဖက်ကဲလန်နိုင်တယ်ဆိုတော့ပြောင်းရွှေ့မယ်ဆိုရင်တော့နာပိုလီအသင်းကိုပြောင်းလဲချက်စီကိုတော့မပြောင်းရွှေ့နဲ့ဒါကကျွန်တော်ပြိသက်တယ်ပဲလူရှင်တဲ့အနေနဲ့တခုပေါ့ဆိုတော့စာသမားတွေဒါကမက်ဆာအောင်တဲ့အသင်းကစားသမားတွေဖြစ်တဲ့ရက်ရှမက်ဝိုင်လန်ကာနာရှိုတို့ရဲ့နောက်ဆုံးရထွက်ပေါ်လာတဲ့အနေနဲ့တခုပေါ့အာဒီတဲ့နှစ်ပုံနဲ့ပတ်သက်ပြီးတော့ညီကိုတို့ဘယ်လိုထင်မြင်ချက်ရှိလဲရက်ရှမက်ဝိုင်လန်ကိုတွေ့ရသည်အပြောင်းရှင်းမှလဲလဲတင်လား ပြီးလို့ရှိရင်ဂါနာရွေအနေအထားတစ်ခုက United သင်ကထွက်ခွာနိုင်ခြင်းရှိမလားဆိုတာညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါဦးကျွန်တော်တို့မနေ့ပြန်စနေနေ့လောက်မှဆိုရင် Manchester United အသင်းနဲ့ဒီလာမယ့်မြောက်လေးပွဲစီ30ချက်ပြင်း SDB line နဲ့ကစားမယ့်ပွဲစီအနေအထားတစ်ခုကိုအများကြီးတော့မဟုတ်ဘူးအနည်းကြီးကျွန်တော်တို့ပွဲကြုံသင်တဲ့ချက်ပြုလုပ်ကြရအောင်ဘာလို့ဆိုတော့လူကအခုတတိယနေ့ကလည်းတိတ်မတင်ဆက်ရှင်ဘူးဘာလို့ဆိုတော့ယူပါလေအချိန်ကြောင်းပေါ့ဗျာ ပြီးလို့ရှိအဲ့ဒီပွဲကလည်းနိုင်ရင်လည်းဘာမှမထူးဆဲသလိုရှုံးရင်လည်းဘာမှမထူးဆဲဘူးရှုံးရင်တော့ကိုရီအသင်းကအောက်ဆုံးကိုရောက်တော့ဖို့ရှိနေတယ်အစစ်စစ်ကို၈၈ဆိုတော့အာဒီကစားသမားတယောက်နဲ့ပတ်သက်ပြီးညီကိုတို့ရဲ့အမြင်လေးတွေဆွေးနွေးပေးကြပါအောင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုတို့တယောက်ရှိတဲ့ကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တဲ့ကြောင်းအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ okay ပါ